လုံမင်္ဂလာပါရှင်ကျမဆွေးနွေးနေတယ်စာတက်မြောက်မှုဖွံ့ဖြိုးဖို့ပေါ့နော်အစ်စ်နေပေါ့နော်ဖွံ့ဖြိုးမှုအစ်စ်နေအကြောင်းပါယနေ့ဆွေးနွေးသားမဲ့ခေါင်းစဉ်တရားကြတော့ကျမတို့ phonemics awareness ပေါ့နော်ဒီမှာဆိုရင်အသေးစိတ်ကလေးတွေပေါ့နော်အစင်အဲစနစ်စင်အောင်ရှိရဲ့အဲ့ဒီအစင်စနစ်စင်အကြောင်းလေးတွေကိုကျမဆွေးနွေးပြီးသားမှာလည်းဖြစ်ပါရဲ့ရှင်အဲ့ဒီမှာဆိုလို့ရှိရင်ကျမတို့ကလေးတွေကိုပေါ့နော်စာ အရေးကိုမတင်ခင်မှာပေါ့နော်ဒီကဟိုကျွန်တော်တို့ကလေးတွေကိုဒီအတန်နဲ့ဆိုင်တဲ့ phonemics တွေကိုအရင်ဆုံး phoneme တွေကိုအရင်ဆုံးတင်ပေးရမယ်အတန်အတွက်တွေကိုမှတ်အောင် လေ့ကျင့်ပေးရမယ်ဒါကြောင့်ကျမတို့ပေါ့နော်ပထမဦးဆုံးအဆင့်ဆိုလို့ရှိရင်အဲသူကအတန်တွေကိုဟို kinetics တွေဆိုခန္ဓာကိုယ်နဲ့ပေါ့နော်အတန်တွေနဲ့ခန္ဓာကိုယ်လှုပ်ရှားမှုတွေခံစားနိုင်အောင် ပြုလုပ်ခြင်းဖြစ်တယ် ဟဲ့ဗဇက်နဲ့ရှားရဲ့လှုပ်ရှားမှုတွေကို ခံစားရင်းနဲ့အတန်တွေရဲ့ခြားနာချက်တွေကိုသိရှိပေးအောင်ပထမအဆင့်ကလေးဟာလေ့ကျင့်ပေးကြရမှာဖြစ်ပါတယ်ရှင်။အဲဒီအဆင့်မှာဟိုပဲကျမတို့ပေါ့နော်အတန်တွေကို ကိုခန္ဓာလှုပ်ရှားမှုနဲ့ကိုခန္ဓာလှုပ်ရှားမှုနဲ့အတန်တွေနဲ့ကိုခန္ဓာလှုပ်ရှားမှုနဲ့သူခံစားနာလားခံစားနိုင်လားပေါ့နော်လှုပ်ပေးရမယ်။ဗဇက်နဲ့ရှားရဲ့လှုပ်ရှားမှုကိုခံစားရင်းနဲ့ အတန်နေရဲ့ခြားနာချက်တွေ၊ကွဲပြားချက်တွေကိုသူတို့သိရှိလာအောင် လေ့ကျင့်ပေးရမှာလည်းဖြစ်ပါတယ်ရှင်။အဲလေ့ကျင့်ပေးရမယ်။အဲဘောနော်ကျမတို့ဒီမှာကလေးတွေဟို စကလုံးတစ်လုံးစီတိုင်းမှာကိုပဲအယ်ဖာဘက်တစ်ခုချင်းစီတိုင်းမှာကိုပဲအဲအတန်တွေကိုပေါ့နော်ဗဇက်ကနေဘလို့လှုပ်ရှားပြီးတော့လေးကိုဘလို့ထုတ်ရတယ်အဲလေးရက်ထွက်လာပုံကျွန်တော်လေဘင်းလေးကိုကင်ကြည့်လို့ရှိရင်လေဘင်းကနေအတန်ရဲ့တုန်ခါမှုတွေကိုခန်းစားကြည့်လို့ရတယ်ပေါ့ဒါမျိုးလေးတွေကိုနေကျင်ပေးရမယ်ဒုတိယစင်ရလို့ရှိရင် blend two words အဲ့ဒီကပေါ့နော်ကျွန်တော်တို့အတန်ရဲ့ အဲအရေးအမွဲပေးထားတဲ့သကလုံးနှလုံးကိုပေါင်းဆက်မယ်။အဲပေါင်းဆက်နည်းတွေပေါ့နော်။သကလုံးနှလုံးကိုပေါင်းဆက်ပြီးတော့သကလုံးအစ်စ်တစ်ခုကိုဖန်တီးနိုင်တယ်စမ်းရည်ရေးပေါ့။ဥပမာ rain နဲ့ bow နဲ့ပေါင်းမယ်။အဲတလုံးချင်းစီမှာဆိုတလုံးချင်းစီအဓိပ္ပာယ်ရှိနေတယ်။ပေါင်းလိုက်လို့ရှိရင် rainbow ဆိုတဲ့အစ်စ်တော့အဓိပ္ပာယ်ရှိတဲ့သကလုံးတစ်ခုကိုရရှိရဲပေါ့။ အဲဒါမျိုးလေးတွေပေါ့နော်ဒါဒုတိယအဆင့်မှာလေ့ကျင့်ပေးကြရမယ်အဲ့ဒီလိုနဲ့ကျမတို့ကလေးတွေကိုတတိယအဆင့်ကိုရောက်လာလို့ရှိရင် blood one silver watch ဒီပေါ့နော်အတန်တွေကိုအတန်အရေးအမွက်ပေးထားပြီးတော့သကလုံးတစ်လုံးကိုပေါင်းဆက်ခိုင်းမယ် တီးခြားစီကြားရတဲ့အတန်တွေကိုပေါင်းဆက်လိုက်ပြီးတော့အတန်အတွက်တစ်ခုကြီးဖြစ်အောင်လုပ်နိုင်တဲ့စွမ်းရည်ဖြစ်တယ်။အဲစွမ်းရည်ဖြစ်တယ်ဒီမှာဆိုရင် bash ပေါ့နော်။လဲလို့ပြောနိုင်အောင်ပေါ့နော်။လဲလို့လေ့ကျင့်ပေးကြရမယ်။အဲ့လိုပေါ့နော်အတန်တွေကိုပေါင်းဆက်ပြီးတော့အတန်တစ်ခုကြီးဖြစ်အောင်လုပ်နိုင်တဲ့စွမ်းရည်ဖြစ်အောင်လေ့ကျင့်ပေးမယ်တတိယအဆင့်မှာအဲ့လိုနဲ့ပေါ့နော်ကျမတို့အဆင့်လေးကိုရောက်လာတဲ့အခါမှာ recognize လုပ်မယ် အဲပေါ့နော် distinguish ခွဲကြမယ်အဲဒီအဒီအစင်လေးကိုရောက်တဲ့အခါမှာအလားတူအတန်တွေကိုခွဲခြားသိမြင်နိုင်တဲ့စွမ်းရည်တွေရအောင်လေ့ကျင့်ပေးရမယ်။အတန်နီးပါးပေါ့နော်အတန်အတန်ချင်းစင်တဲ့ပေါ့အတန်တွေအဲတခုနဲ့တခုအတန်ချင်းနီးစက်တဲ့အတန်တွေကိုကွဲပြားခြားနားမှုကိုသိရှိနိုင်တဲ့စွမ်းရည်တွေလေ့ကျင့်ပေးရမယ်။ Thing နဲ့ them နဲ့ အတန်လေးကနည်းနည်းတူတယ်ဒါပေမဲ့လို့အတိတ်အတန်လေးကွာခြားတယ်တင်း th တဲကိုကျမတို့ en နဲ့ th en နဲ့ th en ပေါ့ in နဲ့ en နဲ့ क्वे သွားတာနဲ့သူတို့ရဲ့ th တွေရဲ့အတန်ထွက်တွေကမတူတော့ဘူးပေါ့နော်ဒါမျိုးလေးတွေကိုသိလာအောင် ကျမတို့ because night လုံးနိုင်အောင်အဲခွဲခြားသိနိုင်အောင်ကျမတို့အဆင့်၄မှာဆိုရင်၄ချင်းပြကြရမှာဖြစ်ပါတယ်ရှင် အဲ့ဒီလိုနဲ့ကျမတို့အစင်ငါးကိုရောက်လာတဲ့အခါမှာလဲ segment ခွဲထုတ်နိုင်ရမယ်အတန်တွေကိုခွဲထုတ်နိုင်ရမယ်စကလုံးတစ်လုံးမှာရှိနေတဲ့အတန်တွေကိုသူတို့ခွဲထုတ်နိုင်ရမယ်ဒီမှာတော့ကျမတို့မရိုးနိုင်တဲ့ CAD CAD နဲ့ပေါ့နော်အဲခအာ touch ဆိုရဲပေါ့နော်ဒီကဒီစကလုံးတွေကိုသူတို့ခွဲထုတ်နိုင်ရမယ် ဒီအစင်ကပစ္စမအစင်ကိုရောက်တဲ့အခါမှာစကလုံးတစ်လုံးနဲ့ရနေပြီးတော့သူတို့တွေအတန် တွေခွဲထုတ်နိုင်ရမယ်စကလုံးတစ်လုံးနဲ့ရနေပြီးတော့အတန်တွေကိုခွဲထုတ်နိုင်ရမယ်အဲ့ဒီစကလုံးမှာပါဝင်တဲ့အတန်တစ်ခုချင်းစီကိုခွဲခြားနိုင်တဲ့စွမ်းရည်ဟာကျွန်တော်တို့အစင်ကမှလေ့ကျင့်ပေးရမှာဖြစ်ပါတယ်အစစ်6ကိုရောက်တဲ့အခါမှာ isolated isolate ပေါ့နော် isolate the initial sound နဲ့ဇကလုံးရဲ့အစအတန်တွေကိုခွဲထုတ်နိုင်ရမယ် isolate the initial sound ဇကလုံးရဲ့အစအတန်တွေကိုခွဲထုတ်နိုင်ရမှာဖြစ်တယ်အဲဥမာပေါ့နော် ကျမတို့ဟို bird ဆိုရင်ဒီရဲ့ပထမအဦးဆုံးအတန် B ကိုဘယ်လိုသိနိုင်မလို့ပေါ့ဗျာမျိုးလေးတွေကိုလေ့ကျင့်ပေးကြရမယ်အဲ့ဒီလိုနဲ့ပေါ့နော်ကျမတို့အစင်း6ကနေပြီးအစင်း9ကိုရောက်လာတဲ့အခါမှာချိန်ပြောင်းနိုင်ရမယ် အတန်အစအတန်ကိုလည်းပြောင်းပြီးတော့စကလုံးအစ်တစ်ခုဖန်တီးနိုင်ရမယ်။ Change the initial song to create new words ။အဲအဲ့လိုမျိုးပေါ့နော်။အစအတန်ကိုပြောင်းလိုက်ပြီးတော့စကလုံးအစ်တွေရရှိလောက်ဖန်တီးနိုင်ရမယ်။အဲ့ဒီမှာဆိုလို့ရှိရင် CAD ခက်တဲ့ကို C နေရာမှာ TH လေးကိုစားသွင်းလိုက်လို့ပြီးတော့ပြောင်းလိုက်လို့ရှိရင်အဲဒီအတန်လေးကိုပြောင်းထည့်လိုက်လို့ရှိရင် စကလုံးတစ်ကလေးကိုရရှိရဲဆိုတာမျိုးကိုတို့သိရှိလာစေရမယ်အဲ့လိုနဲ့ကျမတို့အဲအဆင့်ရှိကိုရောက်လာတဲ့အခါမှာ isolate the final sound တွေပေါ့နော်အဆင့်ရှိကိုရောက်တဲ့အခါမှာ isolate the final sound တွေဒီလိုမျိုးပေါ့နော်ဒီအဆင့်ကိုရောက်လာပြီဆိုရင် စကလုံးတွေရဲ့ အစုံအတန်တွေကိုခွဲခြားထုတ်နိုင်ရမယ်။စကလုံးတွေရဲ့ဆုံးတန်တွေကိုသူတို့တွေခွဲခြားထုတ်နိုင်တဲ့အဆင့်ကိုရောက်လာပြီးစကလုံးတွေရဲ့နောက်ဆုံးအတန်တွေကိုလည်းခွဲခြားသိမြင်နိုင်တဲ့စွမ်းရည်တွေကိုရရှိလာရမယ်။ block အဲအဲ့လိုမျိုးပေါ့နော်။ခါတန်နဲ့ k ခခတန်နဲ့ဆုံးနေဆိုတာကိုသူတို့ခွဲခြားနိုင်ရမယ်။အဲအစင်ကိုရောက်လာပြီဆိုရင် change the final sound to make new words အဲ ဒီကပေါ့နော်ဒီအဆင့်9ကိုရောက်လာပြီဆိုရင်ဒီကျမတို့ပေါ့နော်ဒီအဆင့်ကိုရောက်လာပြီဆိုရင် level 9ကိုရောက်လာပြီဆိုရင်အဆုံးအတန်ကိုပြောင်းပြီးတော့စကလုံးအစ်စ်ကိုဖန်တီးနိုင်ရမယ် level 9ကိုရောက်လာတဲ့အခါမှာအစုံအတန်ကိုပြောင်းပြီးတော့စကလုံးအစ်စ်တွေကိုဖန်တီးနိုင်ရမယ်။အဲ့ဒီမှာဆိုရင် MET MET ဆိုတဲ့ဓာတ်ကို ကျမတို့အဲ့ဒါကိုကျမတို့ဒီ T နေရာမှာ xx ကိုထည့်လိုက်မယ်ဆိုရင် mix ဖြစ်သွားမယ်ပြောင်းလဲနိုင်တယ်ဒီလိုမျိုးအတန်တွေကိုပြောင်းရင်းနဲ့စကလုံးအတစ်တွေရရှိနိုင်တယ်ဆိုတာကိုကျတော့ level 9ကိုရောက်တဲ့အခါမှာတို့တွေသိရှိလာမယ် level 10ကိုရောက်တဲ့အခါမှာ isolate them သူပေါ့နော် isolated ဆိုတာသူကစကလုံးတွေရဲ့အလဲပြီးအတန်တွေကိုခွဲထုတ်နိုင်မှာဒီကကျမတို့ level 10ကိုရောက်လာတဲ့အခါမှာ အဲသူရဲ့ဒီပေါ်တော့ middle vowel sound တွေပေါ့နော် isolate the middle vowel sound တွေကိုသူတို့ကအလဲအတန်တွေကိုပေါ့နော်အလဲမှာရှိနေတဲ့ဂျီးတန်တွေကိုခွဲထုတ်နိုင်မယ်စကလုံးရဲ့အလဲမှာရှိနေတဲ့ဂျီးတန်တွေကိုခွဲခြားသိမြင်နိုင်တဲ့စွမ်းရည်တွေအဲဒါလေးတွေကိုနေချင်းပေးရမယ်အဲ့လိုနဲ့ level 11ပေါ့နော်အစစ်စစ်တစ်ကိုလည်းရောက်လာတော့သူတို့က blend to silver white တွေစကလုံးနှလုံးပေါင်းဆက်ခြင်းတွေကိုသူတို့တွေရရှိလာပြီး အဲဘောရရှိလာပြီအဲ့လိုမျိုးရရှိအောင် လေ့ကျင့်ပေးရမယ်ဒီမှာဆိုရင် box နဲ့ cake နဲ့ပေါင်းမယ် basket ဆိုတဲ့စကလုံးအစ်စ်ကလေးအတန်မတူတဲ့အတန်နှစ်ခုကိုပေါင်းဆက်လိုက်ပြီးတော့စကလုံး အတန်တစ်ခုကိုပေါင်းလိုက်တဲ့အခါမှာအတန်အစ်တစ်ကိုရတယ်အဲ့အတန်စကလုံးအစ်တစ်ကိုရတယ်အဲအဓိပ္ပာယ်တစ်အဓိပ္ပာယ်လည်းရှိရစကလုံးတစ်ခုကိုရတယ်ပေါ့နော်ဒါမျိုးလေးတွေကိုလေ့ကျင့်ပေးရမယ်အဲ့လိုနဲ့ level 12ကို ရောက်တဲ့အခါမှာအစင်းစနစ်မှာဆိုရင် rival silver watt တွေပေါ့နော်စကလုံးတွေကိုကာယံညီအောင်ပြောတတ်ရမယ် card part to smart art to ဘောနော်ဒါမျိုးလေးတွေ ਨੇ ဘောနော်သူတို့ကာယံ gait စကလုံးတွေကိုပြောနိုင်အောင်သိကျင့်ပေးကြရမှာလည်းဖြစ်ပါတယ်ရှင် အဲ့လိုနဲ့ပေါ့နော်ကျမတို့ဒီကလေးတွေကို the phonic awareness ဆိုပြီးတော့ပေါ့နော်တစင်ချင်းစီ level အဲတခုချင်းစီ level 1နေပြီးတော့ပေါ့နော်အစင့်တစ်ကနေအစင့်စနစ်ကိုရအောင် level 1 to 12 ठी ပေါ့နော်တစင်ချင်းစီမှာသူတို့တွေကိုအဓိကစကလုံးလေးတွေကိုပေါ့နော်ဟိုရရှိတော့အောင်လေ့ကျင့်ပေးကြရမယ်အဲ့လိုလေ့ကျင့်ပေးရင်းနဲ့ပဲပေါ့နော် phonics ဆိုရယ် phonological awareness ဆိုရယ် phonics ဆိုရယ်အတန်အတွက်ဒီ အဲ့ကအတန်နေရဲ့ကိုစားပြုနေတဲ့စလုံးပေါင်းတပ်ပုံစပယ်လီပက်တန်နေကြမှာဆက်နွယ်မှုတွေကိုတို့နားလည်လာမှာလည်းဖြစ်ပါတယ်ရှင်။ဒါကြောင့်အရေးကြီးတာ phonics ကိုရဲ့အခြေခံလေးကိုနားလည်ဖို့လိုတယ်။ရရှိသွားဖို့လိုတယ်။အဲ့လိုရရှိသွားမှအဲ့ဒီမှာကိုစားပြုနေတဲ့စလုံးပေါင်းတပ်ပုံတွေစပယ်လီပက်တန်တွေကိုစမှအကြမ်းမှာဆက်သွဲနေတဲ့ဆက်သွဲချက်တွေကိုအစင်ရင်းစီလိုက်ပေါ့နော်။စနစ်တကျ စူးစီးပြီးတော့ဗောနော်သူတို့တွေကနားလည်လာစီမှာလည်းဖြစ်ပါတယ်ဒီမှာကြားလို့ရှိရင်တော့ကျွန်တော်တို့ဒီမှာဆိုရင်တော့ reading skill တွေဗောနော်ဒီလိုမျိုး skill တွေကျွမ်းကျင်မှုအတွက်အခြေခံအစ်စ်မှာဘယ် other foundational skill တွေဒီ skill တွေကိုသူတို့တွေရရှိခဲ့ပြီးအမြင်အကြားအဲ့တီပေါ့နော်ဒါတွေကိုဒီပရောဒီအရေတို့တွေရရှိခဲ့ပြီဆိုလို့ရှိရင် ဒီအစဉ်ကြီး၅ချက်ကိုသူတို့ကိုကျွမ်းကျင်အောင် လေ့ကျင့်ပေးလို့ရသွားပြီ။စာဖတ်မှုစွမ်းရည်ရဲ့အပိုင်းကြီး၅ပိုင်းပေါ့နော်။ဒီအပိုင်းကြီး၅ပိုင်းမှာပေါ့နော်ကျမတို့ဒီမှာဆိုရင်တော့ပထမဆုံးပိုင်းကတော့ phonological awareness ပေါ့။ဒီမှာဆိုလို့ရှိရင်တော့ဒီထဲမှာရှိတဲ့အတန်တွေ ခွဲခြားနိုင်တဲ့စွမ်းရည်တွေဒီအတန်တွေမှာပါဝင်နေတဲ့အခြေခံအကြာဆုံးအပိုင်းတွေကိုသူတို့တွေသိရှိလာမယ်။အဲအဲ့လိုနဲ့ပေါ့နော် ကျမတို့နောက်တစ်ဆင့်ရကြတော့ဒီသူတို့ရဲ့ ဒီ phonemics awareness တွေပေါ့နော်ဒီ phonemics awareness တွေမှာဆိုရင်ဒီထဲမှာရှိတဲ့အက္ခရာတွေအဲ့ဒီအက္ခရာတွေမှာရှိတဲ့ထွက်ရှိတဲ့အတန်တွေနဲ့ဆက်ဆက်မှုတွေဒီဆက်ဆက်မှုတွေစကလုံးတွေရဲ့ပေါင်းစပ်တာတွေကိုတို့တွေနားလည်လာမှလည်းဖြစ်ပါတယ်ရှင်အဲ့ဒီအမှာတစင်ကျမတို့ပေါ့နော် phonics ဆိုရဲပေါ့နော်ဒီကြားမှာဆက်သွဲနေတဲ့ ပေါင်းဆက်နေတဲ့အကြောင်းအရာတွေ connect to ဆက်နွယ်နေတာတွေအတန်တွေဆက်နွယ်နေတာစကလုံးတွေချိတ်ဆက်နေတာပေါင်းဆက်လိုက်လို့ရှိရင်အတန်ကိုဘယ်လိုရရှိလာမလို့ပေါ့ဒါမျိုးတွေကိုတို့တွေသိရှိလာမယ်အဲ့လိုအားမတစင်ပေါ့နော် fluency ဆိုပြီးတော့ပေါ့နော်တကယ်ကိုပေါ့နော်တို့ဟာအဲစကလုံးတွေကိုမှန်မှန်နဲ့ပေါ့နော်မြန်မြန်ဖတ်တတ်တဲ့ အဲလေယူလေသိန်းမှန်မှန်နဲ့ပေါ့လေယူလေသိန်းနဲ့ပေါ့နော်ဖတ်နိုင်တဲ့စွမ်းရည်တွေဒီစွမ်းရည်တွေရရှိလာအောင် စကလုံးတွေကိုဖတ်ဖို့အတွက်အားထုတ်ဆရာမလိုပဲနဲ့တို့တွေကအဓိပ္ပာယ်တွေကိုပါတပြေဟိုတစ်ဆက်တည်းပေါ့တို့နားလည်လာမှလည်းဖြစ်တယ်အဲ့လိုမျိုးနားလည်လာအောင်ဒီအစင်ကြည့်အောင်လေ့ကျင့်ပေးကြရမယ်အဲ့လိုလေ့ကျင့်ပေးရင်းနဲ့ပေါ့နော်တကယ်ကိုပေါ့နော် comprehension ဆိုတဲ့အဲပေါ့နော် နားလည်နိုင်မှုစွမ်းရည်ဒါကတော့အဲဒီပေါ့နော် သူ့ရဲ့အဓိကရည်ရွယ်ချက်ကတော့စကလုံးတွေရဲ့အဓိပ္ပာယ်ကိုနားလည်ုံတာမကပဲစာထဲမှာရှိနေတဲ့အယူအဆတွေကိုနားလည်နိုင်တဲ့ကိုတိထားတဲ့အသိပညာတွေနဲ့ချိတ်ဆက်ပြီးတော့ကောက်ချက်ချနိုင်တဲ့တကယ်ကိုပဲဟိုပေါ့နော် အစင်းမြင့်တဲ့ဒီစွမ်းရည်တီကိုရောက်ရှိလာမယ် comprehension ကိုရောက်ပြီဆိုရင်တော့ဟိုစာထဲမှာပါနေတဲ့အဲသူတို့ဟိုအကြောင်းအရာတွေနဲ့ချိတ်ဆက်ပြီးတော့ပေါ့နော်မိမိမှာသိရှိထားတဲ့အကြောင်းအရာတွေမိမိသိရှိထားဟိုမှတ်သားခဲ့ရတဲ့ အဲစကလုံးနေဒါတွေနဲ့ချိတ်ဆက်ပြီးတော့တို့တွေကအတိတ်ပဲကောက်ချက်ချခြင်းနေဒါတွေကိုသုံးသက်ခြင်းနေအဲ့အစင်တီကိုရောက်ရှိလာစေမှာဖြစ်ပါတယ်။ဒါကြောင့်ဒီလိုမျိုးပေါ့နော် အခြေခံအစ်စ်နေခဲ့ရဆာမှာပေါ့နော် သူတို့တွေကဟိုဒါဒီလိုမျိုးကျွမ်းကျင်မှုတွေအဲဒီလိုမျိုးပေါ့နော်အစဉ်ပြေရမယ် hierarchy အကြအယုံကလည်းသူကကြားနိုင်တဲ့ဆွဲဤအမြင်အယုံလည်းကောင်းမယ်အကြအယုံလည်းကောင်းမယ်အဲအဲ့လိုပဲပေါ့နော်ဒီလိုမျိုးအမြင်အကြအရေးအဖက်ပေါ့နော်ဒါမျိုးတွေကိုသူတို့တွေကပြောတွေအားစားမှာနော်ကျမတို့ဒါနား စွမ်းရည်တွေကဖွံ့ဖြိုးလာပြီးတော့မှတစင်ချင်းမှာကျမတို့ phonological awareness ကနေတစင်ချင်းတစင်ချင်း fluency ဖြစ်ပြီးတော့ comprehension ဆိုတဲ့အဆင့်တရာဖတ်လိုက်တဲ့စာတွေကိုလည်းတွတ်တွတ်နဲ့တန်တွတ်မှန်မှန်အဓိပ္ပာယ်ငါမှန်မှန်နဲ့ပေါ့နော်အဲဖတ်တတ်မယ်ဖတ်တတ်ပြီးတော့ပဲဒီဖတ်လိုက်တာနဲ့တပြိုင်နက်နဲ့ဆိုလိုရင်းကိုအဓိပ္ပာယ်ကိုလည်းသိမယ်နောက်တစ်ခါမိမိသိရှိထားတဲ့အဲအသိနဲ့လည်း ချိတ်ဆက်ပြီးတော့ပေါ့နော်ဒါတွေကိုသုံးသက်နိုင်မယ်အဲနားလည်နိုင်မှုစွမ်းရည်ရလည်းမြင့်တက်လာမှာလည်းဖြစ်ပါတယ်ရှင်ဒီလိုမျိုးတွေပေါ့နော်တစင်ချင်းစီ စာဖတ်တိုင်းနဲ့စွမ်းရည်အစင်တီအောင်မြင့်တက်လာအောင်လေ့ကျင့်ပေးကြရမယ်ဆိုရဲအကြောင်းလေးကိုကျမအနေနဲ့ဆွေးနွေးပြကြရင်းနဲ့ကျမယနေ့ဆွေးနွေးချက်ကလေးကိုဒီကုန်းချုပ်ခွင့်ပြုပါရှင်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်